မကတော့ကွန်ပျူတာအမကတော့ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့အမတည်ထားသမအမတည်ထားသလားအမလေးလာထားသလားအမအတွေ့အကြုံရှိသလားအမတင်တာအမတင်ကြထားသလားကိုအမကပြန်ပြီးတော့ဟလာ knowledge share လေးလေးလုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့အမက day 1အနေနဲ့ကွန်ပျူတာအမျိုးအစားအကြောင်းလေးကိုပြောမယ်ပေါ့နော်အခု day 1ကတော့အမကကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ ဟလာလုံးဝအတွေ့အကြုံမရှိတဲ့ဟလာကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဘာစို့ဘာမှမသိတဲ့အစိမ့်သက်သက်တမားတွေအတွက်ကိုအမကရည်ရွယ်ပြီးတော့ share လေးလုပ်ပေးมาဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်အမတို့ကကွန်ပျူတာမျိုးစားအကြောင်းပထမဆုံးအနေနဲ့ဘာမှမသိသေးတဲ့သူဆိုရင်တော့ကွန်ပျူတာမျိုးစားအကြောင်းလေးကိုအယုံဆုံးသိထားသင့်တယ်ပေါ့နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကအရင်ကတော့ကွန်ပျူတာမှာဆိုလို့ရှိရင်သူကအမျိုးစားဘယ်နှမျိုးအနေနဲ့သတ်မှတ်လဲဆိုရင်နှမျိုးအနေနဲ့သတ်မှတ်ထားတယ်။ဘာလဲဆိုလို့ရှိရင် laptop နဲ့ desktop ဆိုပြီးတော့နှမျိုးသတ်မှတ်ထားတယ်ပေါ့နော်။ အခုလက်ရှိအခြေအနေရဆိုလို့ရှိရင်တော့အမားတို့ကနောက်ထပ်တစ်မျိုးထပ်ပြီးတော့တိုးလာတယ် mass book အနေနဲ့ဆိုပြီးတော့နောက်ထပ်ထပ်ပြီးတော့တစ်မျိုးထပ်ပြီးတော့တိုးလာတယ်ပေါ့နော်ဒါဆိုရင်အမားတို့ကကွန်ပျူတာမျိုးစာ၃မျိုး၃မျိုးအနေနဲ့အခုတော့သတ်မှတ်ထားတယ်ပေါ့နော်အဲတမအဲတမထားရဲပေါ့နော်အဲဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့ကဒီ laptop laptop ကတော့အမားတို့ကဘယ်လိုမျိုးလဲဆိုလို့ရှိရင် तू ကတည်ဆောင်းအောင်လွယ်ကူတယ်ဒါပေမဲ့ तू ကကြတော့သူ့ရဲ့ဈေးနှုန်းကကြတော့မြင့်တယ် desktop desktop ကကြတော့အမတို့က function တွေကတော့အတူတူပဲဒါပေမဲ့ desktop ကကြတော့သူကကြတော့တည်လို့တော့ရတယ်တည်လို့မရအောင်မဟုတ်ဘူးတည်လို့ရတယ်ဒါပေမဲ့သူ့မှာကသူ့နဲ့ပတ်သက်တဲ့ဒီ accessory တွေကအဲရှိနေတဲ့အတွက်ကြောင့်လို့မဟုတ်သူကဗာလဲဆိုရင်သူ့ကိုတော့သူကအမတို့ကအိမ်မှာအထိုင်ဖြစ်ရုံးသုံးပေါ့နော် office အနေနဲ့လဲအထိုင်အနေနဲ့ပဲသူကသုံးတာများတယ်ပေါ့နော် ဲပြီးလို့ရှိရင်ဒီ MacBook MacBook ကတော့ laptop နဲ့တူတယ်ဒါပေမဲ့ laptop နဲ့ MacBook ရဲ့ကွာခြားချက်ကဘာလဲဆိုရင်သူတို့ရဲ့တချို့ပေါ့နော်ဒီ Windows မှာပေါ့နော် Windows Operating System ဒီ OS OS System Windows မှာပေါ့နော်အမားတို့ကတုံးတဲ့ဒီ software တွေကတချို့ software တွေဆိုလို့ရှိရင်မတော်က macbook မှာတုံးလို့မရတာတွေရှိတယ်။ macbook မှာရတဲ့ function တွေကဒီ windows မှာသွားပြီးတော့ဟလာသွားပြီးတော့မတော်ကတုံးလို့မရတဲ့ function တွေဆိုပြီးတော့အဲ အဲတော့လို့များတဲ့ function တွေရှိတယ်ပေါ့เนาะအဲ့လိုမျိုးပဲသူကအမားတို့ကဒီတစ်ခုချင်းစီမှဆိုလို့ရှိရင်เนาะအာနာအာနေချင်းအာနာအာတာချင်းလေးတွေရှိတယ်ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့က အဲဒီမှာဆိုလို့ရှိရင်အမားတို့ကဒီ laptop မှာဆိုလို့ရှိရင်ပေါ့နော် laptop နဲ့ mouse မှာဆိုလို့ရှိရင်တော့အမားတို့ကဒီမှာ keyboard လေးတွေပါပြီးတာဟုတ်ပြီ keyboard keyboard ဆိုတာဘာလဲဆိုလို့ရှိရင်အမားတို့ကစာရိုက်တာပေါ့နော်စာဒီစာရိုက်စာရိုက်တယ်စာရိုက်တဲ့အခါမှာဒီ keyboard လေးတွေကိုသုံးပြီးရိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့က laptop နဲ့ဒီ mouse မှာ तू က ပါပီးသားပေါ့နော်ပါပီးသားကီးဘုတ်ကိုဘာလို့ခေါ်လဲဆိုရင်အင်တာနက်ကီးဘုတ်လို့ခေါ်တယ်ဟုတ်ပြီဒါဆိုရင် desktop desktop မှာဆိုလို့ရှိရင် तू ကသူ့မှာဆိုရင်တွဲရက်ကမပါဘူး तू ကဒီမှာဆိုရင် external ကီးဘုတ်ဆိုပြီးတော့ဒီမှာကီးဘုတ်ကတက်တက်ပေါ့နော်တက်တက်ဖြစ်နေတယ်ပေါ့နော်ဒါအောင်ကြအမားတို့ဘာလို့ခေါ်လဲဆိုရင် external ကီးဘုတ်လို့ခေါ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့ကဒီ external ကီးဘုတ်ကိုအမားတို့ကဒီ lap ဒီ inner ဒီ laptop နဲ့ဒီ mouse ပေါ့မှာအမားတို့က external ကီးဘုတ်နဲ့တွားပြီးတော့ ုံးလို့လည်းရတယ်ပေါ့နော်ဒီ internet keyboard ကိုမသုံးခြင်းဘူးအဲမသုံးခြင်းဘူးဆိုလို့ရှိရင်အမားတို့ကဒီ laptop နဲ့ mouseboard မှာလည်းပဲအမားတို့က external keyboard ကိုဟလာသွားပြီးတော့ချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့ကဟလာပထမဆုံး day 1အနေနဲ့ဒီ laptop မှာဆိုလို့အဲအဲ laptop အမျိုးကွန်ပျူတာအမျိုးအစားဘယ်နှမျိုးအခုလက်ရှိရှိလဲဆိုလို့ရှိရင်၃မျိုးရှိရဲ။ဒါလည်းဆိုရင် laptop ရဲ့ desktop ရဲ့ mouse ရဲ့ဆိုပြီးတော့အမားတို့က၃ခုရှိတယ်ပေါ့နော်။ အဆိုလို့ရှိရင်အမတို့ကဟာလာဒီနေ့ပြောတဲ့အကြောင်းအရာလေးကတော့အမကဟာလာလုံးဝကွန်ပျူတာအကြောင်းကိုလုံးဝမသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ပြောခြင်းဖြစ်ပါတယ်အမကိုဟာလာ knowledge အနေနဲ့အမက share လုပ်ပေးခြင်းဖြစ်ပါတယ်အလုံးမဲ့ကျေးဇူးတင်ပါတယ်အဲနောက်နေ့လည်းအမကဟာလာဆက်ပြီးတော့ဟာလာ knowledge share လေးလုပ်ပေးမှဖြစ်တဲ့အတွက်အဲ ုပ်လေးရှာရေးလုပ်ပေးမှာဖြစ်တဲ့အတွက်ဟာလာဒီအခုအမရှိအမပြောပြပေးတဲ့အမရှိအဲ့လုပ်ပေးတဲ့အကြောင်းအရာလေးကအကျိုးရှိမယ်လို့ထင်ပါတယ်ဟာလာနောက်ဒီနောက်နောက်နေ့နောက်နေ့တွေလည်းဆက်ပြီးတော့ဟာလာလေ့လာပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်